ားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ account ဖြစ်ပါတယ်ကျွန်တော်ရဲ့ account YouTube ကတည်းပြန်လဲကျဆွလိုက်ပါတယ် okay ဒီနေ့မှာတော့ကျွန်တော်တငယ်ချင်းတို့ကိုမျှောက်ပေးမယ် video ကတော့ကျွန်တော်တို့ရဲ့ YouTube beginner တွေအတွက်ပဲဖြစ်ပါတယ်ဗျာ okay YouTube beginner တွေအတွက်ဘာလဲဆိုရင်ကျွန်တော်တို့ဒီလောက်ဆောင်ရမယ်အချက်၃ချက်ကိုလာပြီးတော့မျှောက်ပေးချင်ပါတယ်ဗျာ okay ဒီအချက်၃ချက်ကိုကျွန်တော်ပြောတဲ့အတိုင်းပဲတေချာလုပ်ကြည့်ပေးပါ okay ဒါဆိုလို့ရှိရင်မိတ်ဆွေတငယ်ချင်းတို့ရဲ့ YouTube beginner တွေပေါ့နော် view မတက်ဘူး subscribe မတက်ဘူးဆိုလို့ရှိရင်ဒီအချက်သုံးချက်ကိုပထမဆုံးအခြေခံအနေနဲ့လုပ်ကြည့်ပါဗျာ okay ဒီအချက်သုံးချက်ကိုလုပ်ပြီးသားပြီဆိုရင်တငယ်ချင်းတို့အနေနဲ့ view နဲ့ subscribe ပါ99%လောက်တက်မယ်ဆိုတာကျွန်တော်ကယုံကြည်ပါတယ်ဗျာ โอเคဒါဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်တွေဒီအချက်၃ချက်ကပါတယ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူသွားကြည့်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ပြောပြစီဗျာโอเคပထမဆုံးအနေနဲ့ပေါ့เนาะကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့မှဘေးနားကနူတီပဲခေါင်းလုံးလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့နဲ့ဘူးเนาะโอเคဒါဆိုရင်ကျွန်တော်တို့စားလိုက်ကြရအောင် ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ keyword reservation ဖြစ်ပါတယ်ဗျာ okay keyword reservation ဆိုတာဘာလို့လဲ okay ကျွန်တော်တို့အနေနဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်တို့ရဲ့ discuss bar မှာရှားလိုက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့အလွယ်တကူပေါ့နော်ကျွန်တော်တို့တွေးချိနိုင်တဲ့အခါပဲဖြစ်ပါတယ်ဗျာ okay ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ keywords keyword ကိုဘယ်လိုမျိုးချမှာလဲ keyword ဆိုတာကဘာလဲ ိမ်မသိကြပါဘူး။โอเคကျွန်တော်တို့အနေနဲ့ Google မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ကိုသိချင်တဲ့အကြောင်းအရာကိုရိုက်ချလိုက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့အလွယ်ကူဆုံးနှိစက်ရာ keyword ကကြာပေးတာပဲဖြစ်ပါတယ်ဗျ။ okay နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ဒီပေါ့เนาะဒီ keyword ကိုအသုံးပြုပြီးဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့เนาะ ဒါကတော့လူတော်တော်များများလောက်ကြပါတယ် haptet လို့ပဲဖြစ်ပါတယ်ကြာโอเค haptet ကဘာလဲโอเค haptet ဆိုတာကတော့ကျွန်တော်တို့ရဲ့ YouTube ဗီဒီယိုတွေနောက်ဆုံးကမှာပေါ့နော်ကျွန်တော်တို့ဒီခေါင်းစဉ် Titan နဲ့ပတ်သက်ပြီးတော့မှနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ channel ကျွန်တော်တို့ရဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အချက်တွေကိုကျွန်တော်တို့ဒီ haptet တွဲခြင်းပဲဖြစ်ပါတယ်ကြာ haptet ရေးခြင်းပဲဖြစ်ပါတယ်ကြာโอเคနောက်တစ်ချက်ကတက်တွဲခြင်းโอเคတက်တွဲတာကတော့လုံးဝအဓိကကြပါတယ်ဒီအချက်ကို တော်တော်များများမလုပ်ကြပါဘူး beginner တွေတော်တော်များများမလုပ်ကြပါဘူး okay tap ဆိုတာကပါလဲကျွန်တော်တို့အနေနဲ့ tap ဆိုတာကတော့ကျွန်တော်တို့ရဲ့ video မှာပေါ့နော်ဟော tap တွဲတာပဲဖြစ်ပါလေ okay ဒီ tap တွဲတာကဘယ်လိုမျိုးတွဲမှာလဲဥမာအနေနဲ့ဆိုကြပါစို့မိတ်ဆွေတင်ငချင်းတို့အနေနဲ့ပေါ့နော်ဒီ knowledge share ဘိုင်းကိုသွားတယ်ပေါ့နော် okay တင်ငချင်းတို့ရဲ့ video ကတင်ဖြစ်နေတယ်ဆိုလို့ရှိရင် ဒါကိုသတင်းနဲ့ပတ်သက်တဲ့ဟာလေ Was new 2022 Miyu စသဖြင့်မိတ်ဆွေတန်ခါချင်းတော့အနေနဲ့မြန်မာပြည်သတင်းများ Bamis သတင်းစသဖြင့်တန်ခါချင်းတို့အနေနဲ့ပေါ့နော် ီအချက်အလက်တွေကိုထည့်ပြီးတော့မှလှုပ်ဆောင်ခြင်းမဖြစ်ပါနဲ့ဗျာ။ Okay ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာတငယ်ချင်းတို့ကိုလာပြီးတော့မျှဝေပေးတဲ့ဝေရိုလေးကတော့ကျွန်တော်တို့ပထမဆုံးတစ်ချက်အနေနဲ့ keyword research ဖြစ်ပါတယ်။နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်တို့ habitat အသုံးပြုခြင်းတတရားတစ်ချက်အနေနဲ့တော့ကျွန်တော်တို့ဒီ tab အသုံးပြုခြင်းမဖြစ်ပါနဲ့ဗျာ။ Okay အသေးစိတ်ဗီဒီယိုကိုကျွန်တော်နောက်ထပ်အပီဆိုဒ်တွေမှာစူးစမ်းပြီးတော့ တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်မိတ်ဆွေတင်ငယ်ချင်းတို့အနေနဲ့ like subscribe share လေးလုပ်ပြီးတော့မှနောက်ထပ်ဗီဒီယို episode လေးကိုစောင့်မျှကြည့်ဖို့ပြောပြစီပါ Okay ဒီဗီဒီယိုလေးကမိတ်ဆွေတင်ငယ်ချင်းတို့အတွက် begin လာတဲ့အတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ comment ပေါ့မှာ hi ခဲ့ပြပါဦးဗျာ